မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့အခြေစိုက်စစ်ကောင်စီတပ်ရဲ့အမှတ်136ချေလင်တိုက်ရင်ခလာရ136ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ20ရက်နေ့မနက်၈နာရီမှာအပိတသိမ့်ပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာစစ်ကောင်စီတပ်နဲ့ KI ပူးပေါင်းတပ်များဟာမမော်မှာရှိတဲ့စကခ21ဌာနချုပ်အနီးမှာတိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကလည်းလေရင် drone များလက်နက်ကြီးများနဲ့နေ့စဉ်ဇက်တိုက်တိုက်ခိုက်လျက်ရှိတယ်လို့ KIA ကအသိပေးထားပါတယ်။ခလာရ136တပ်ရင်းကိုသိမ့်ပိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်ရဲ့တေဆုံးထိခိုက်မှုတွေများပြားခဲ့ပြီးတော့ စစ်တုံးမှန်းများစွာကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ကချင်စီရေးသတင်းအရင်းမြစ်ကပြောပါရယ်ဒါအပြင်စစ်တပ်ရဲ့ drone များနဲ့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့၎င်းကဆက်လက်ပြောပါရယ်80ကျော်ဖမ်းမိတယ်ဒေတာတွေလည်းများတယ်အရေးအတွက်ကတော့ပြောဖို့ခက်တယ်လို့ကချင်စီရေးသတင်းအရင်းမြစ်ကပြောပါရယ်ကချင်စီရေးသတင်းအရင်းမြစ်တချို့က ခါလိုက်ရ136တက်ရင်ကိုဖေဖော်ဝါရီလ18ရက်နေ့ကလည်းတိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးတော့ဖေဖော်ဝါရီလ18ရက်နေ့မှာအပိသက်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ် KI ပူးပေါင်းတပ်များဟာခါလိုက်ရ136အပါအဝင်အမှန်27စစ်စင်ရေးကွက်ခဲမှုဌာနချုပ်အနီးမှာရှိတဲ့စစ်ကောင်စီရဲ့တက်ရင်များဖြစ်တယ်အမတ366တက်ကိုလည်းအပိသက်တိမ့်ပိုက်ပြီးဖြစ်တယ်လို့သိရပါတယ်စကခ27ရှေ့မှာရှိတယ်ကာထားတယ် ခလိုက်ရ236အမတ366တို့ကိုသိမ့်ပိုက်ပြီးပြီဖြစ်တဲ့အတွက် KIA နဲ့ပူးပေါင်းတပ်များရဲ့ထိုးစစ်ဟာစကခ27အနားကိုရောက်လာပြီဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ဗမော်လေရင်ကွင်းတစ်ခုလုံးကိုလည်းအပိသက်သိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းကချင်စီရေးသတင်းအရေးမိကပြောပါတယ် KIA ပူးပေါင်းတပ်ဟာဇန်နဝါရီလကုန်ကတည်းကဗမော်လေရင်ကွင်းရဲ့အစိတ်ပိုင်းတချို့ကိုသိမ့်ပိုက်ထားနိုင်ခဲ့ခြင်းဖြစ်ပြီးတော့ခလိုက်ရ236ကိုအပိသက်သိမ့်ပိုက်ခြင်းနဲ့အတူလေရင်ကွင်းတစ်ခုလုံးကိုပါအပိသက်သိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့20ရက်နေ့ကအတည်ပြုထားပါတယ် ်လေရင်ကွင်းက၄မိုင်ခန့်ရှိပါတယ်ကွင်းနဲ့ကက်ရက်တီရှိတယ်ခလာရ136ကိုရမှာကွင်းပတ်ပတ်လဲမှာတက်တယ်မရှိတော့တာပါလို့ကချင်းစည်ရိတ်တရင်အေးမြကခလာရ136ကိုတိမ့်ပိုင်မှုနဲ့လေရင်ကွင်းတစ်ခုလုံးကိုတိမ့်ပိုင်နိုင်မှုအခြေအနေများကိုရှင်းပြထားပါတယ် နှစ်လာခွဲကျော်ကြာပြီဖြစ်တဲ့မော်မော်တိုက်ပွဲမှာအမြောက်တပ်တင်ကားတပ်တန်းချက်ကားတပ်ခြေလင်တပ်အပါအဝင်တိုက်ရင်ဌာနချုပ်များပတ်ဆွဲရနေရာများကိုတစ်ခုပြီးတစ်ခုကြာဆုံးနေရတဲ့စစ်ကောင်စီတပ်ဟာ cluster bomb များ thermo barrack bomb များကိုအသုံးပြုပြီးတော့တိုက်ခိုက်လျက်ရှိပြီးလေကြောင်း drone များလက်နက်ကြီးပစ်ကူများနဲ့ခုခံလျက်ရှိတယ်လို့ကချင်သတင်းရင်းမြစ်ကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့စစ်တွေတိုက်ပွဲမှာအထိနာနေတဲ့စစ်ကောင်စီတပ်ဟာရခိုင်ပြည်ပေါတော်မြို့နယ်ကနေရာ၃ခုကို one trap layer နဲ့ဘုံအလုံးကြီး20နေပါလာရောက်ကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဟာဖေဖော်ဝါရီလ20ရက်နေ့မွန်လွယ်ပိုင်းကပေါတော်မြို့ပေါ်ကနေရာအချို့အပါဝင် စံတော်ရှင်ကျွန်းကတဲခုံရွာပတ်ဝန်းကျင်နဲ့ပိန်းတဲ့ချောင်းကျွန်းပေါ်ကတောင်ဦးမော်ရွာပတ်ဝန်းကျင်တို့ကိုဘုံအလုံးရိပ်20နီးပါးအထိကိုကျဲချခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ရရှိထားတဲ့သတင်းတွေအရစံတော်ရှင်ကျွန်းတဲခုံရွာပတ်ဝန်းကျင်ကိုဘုံလေးလုံးပိန်းတဲ့ချောင်းကျွန်းတောင်ဦးမော်ပတ်ဝန်းကျင်ကိုဘုံ၅လုံးခန့်နဲ့ပေါတော်မြို့ပေါ်ကိုရွှေလုံးခန့်ကျဲချခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါဗျ။စစ်ကောင်စီရဲ့လေရင်ဟာဖေဖော်ဝါရီလ20ရက်နေ့မွန်လွဲပိုင်း2နာရီမှထိုးခင်မှာပြန်ဝဲရောက်ရှိလာပြီးတော့ဘုံများကိုကျဲချခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကမွန်လွဲ2နာရီမှထိုးခင်လောက်ကနေပြီးတော့2နာရီခွဲလ ောက်အထိကိုပေါတော့ပတ်ပတ်လဲကို အေးအေးရှိနိုင်တဲ့အထင်နဲ့ရန်တမ်းပြီးတော့ဘုံတွေလာကျဲတာအထူးသဖြင့်တောတောင်ပတ်ဝန်းကျင်တွေကိုလာပစ်သွားတာလို့၎င်းကရှင်းပြထားပါတယ်အခုလိုမျိုးဘုံကျဲချခဲ့တော့လေပေါတော်မျိုးပေါ်ကဒေသခံများဟာစစ်ဆောင်နေရတဲ့အတွက်လူထိခိုက်တိုက်ဆုံမှုမရှိဘဲမျိုးပေါ်ကနေအိမ်တချို့သာထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရတော့လေနယ်ကျေးရွာတချို့မှာတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ပေါတော်ဒေသခံတဦးကပြောပြထားပါတယ်လူအသေးပြောက်ဒဏ်ရာရတာကတော့မျိုးပေါ်မှာမရှိခဲ့ပါဘူးမျိုးပေါ်ရက်ွက်တွေကနေအိမ်တချို့တော့ပျက်စီးမှုရှိပါတယ်နယ်တွေမှာတော့ထိခိုက်ဒဏ်ရာရှိတယ်လို့သတင်းကြားထားတယ်လို့ပြောပြထားပါတယ် စစ်တွေမျိုးပြင်ပဝင်းကျင်မှာလဲစစ်ကောင်စီကလက်နက်ကြီးများနဲ့နေရအများအပြားကိုအဆက်မပြတ်ရန်တမ်းပစ်ခတ်နေပြီးတော့အခုရပိုင်းအတွင်းမှာဘုံလာကျဲမှုတွေဟာလဲ ခက်ဆိတ်ဆိတ်ဖြစ်လာတဲ့အတွက်ပေါတော့ဒေသခံများဟာအိုးအိမ်တွေကိုစုခွာပြီးတော့ဘေးကင်းနိုင်မဲ့နေရာများကိုပြောင်းရွှေ့နေရတယ်လို့သိရပါတယ်ဖေဖော်ဝါရီလ18ရက်နေ့ညအချိန်ကလည်းပေါတော့မြို့နယ်ကနေတဲခုံရွာနဲ့ငပြည်ကျွန်းရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံးနဲ့၃လုံးကျက်ချခဲ့တယ်လို့သိရပါတယ်စစ်တွေမြို့ကဒါကစအပါဝင်တပ်ရဲအများပြားကိုအေကလက်နက်ကြီးများနဲ့အခုလ18ရက်ကစတင်ပြီးတော့ပစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်ရဲများမှအထိကအပြက်စီးအများပြားရှိပြီးတဲ့နောက်မှာ စစ်တွင်မြို့ရဲ့အရှိမမာတည်ရှိတဲ့ပေါတောမြို့နယ်ကိုစစ်ကောင်စီဘက်ကလေယာဉ်များနဲ့ဘုံလာကျဲခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့ထိုင်းအာဏာပိုင်များရဲ့ဖမ်းဆီးပြန်ပို့မှုကိုခံရတဲ့မြန်မာနိုင်ငံသားအမျိုးသားများအားလုံးကိုအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေများအဖြစ်နဲ့အတင်းအကျပ်စစ်မှုထမ်းခိုင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်အေပီလမှာမောင်အောင်စက်ပိုင်ဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာ CI နိုင်ငံကူးလက်မှတ်တပ်တန်းကုံဆုံးခဲ့တဲ့အချိန် ထိုင်းအောင်နာပိုင်များရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပြီးတော့ရနောင်းမြို့ကနေတဆင်ကော့တောင်းမြို့ကိုအပုတ်ခံလိုက်ရတယ်လို့သိရပါတယ်။၎င်းနဲ့အတူထိုင်းနိုင်ငံအတွင်းမှာတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးခံရတဲ့လူငယ်အယောက်100ဝန်းကျင်ကိုထိုင်းအစိုးရကစစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလူငယ်များအလုံးကိုစစ်ကောင်စီတပ်ကပြန်မလွတ်ပေးတော့ပဲစစ်မှုထမ်းတပ်သားအဖြစ်နဲ့တနင်္သာရီတိုင်းပလောမြို့နယ်ပလောင်မြို့မှာရှိတဲ့အမတ်ဆက်နှစ်တပ်မတော်တမ်းမြေလေးကျေးကြီးအကြောင်းတကကဆက်နှစ်ကိုပို့ဆောင်ပြီးတော့စစ်မှုထမ်းတင်တန်းတက်ခိုင်းထားတယ်လို့သိရပါတယ်။ ျွန်တော်က CI တက်တန်းကုံသွားတော့ဆိုင်ကယ်စီးရင်နဲ့အဖမ်းခံရတာပါထိုင်းရဲကဖမ်းပြီးတော့ရနောင်းမျိုးဘက်ကိုလွှဲတယ်အဲ့ဒီကနေမှတဆင့်ကော်တောင်းကိုပို့တယ်ကော်တောင်းမှာကျွန်တော်တို့ကိုရဲတွေကလာကြိုတယ်မင်းတို့စစ်သားလုံမလားလို့မေးတယ်မလုံဘူးလို့ပြောတော့လက်နက်တွေနဲ့ထုတ်ပြီးတော့ချိန်တယ်ကားပေါ်ကိုတက်ဆိုပြီးတော့အတင်းတက်ခိုင်းပြီးတော့ပလောင်မျိုးတိုင်းဘော်ကိုဆက်နေမှာစစ်မှုထမ်းတင်တန်းတက်ခိုင်းပါတယ်စစ်မှုထမ်းအပတ်စဉ်ငါးကိုတက်ခဲ့ရပါတယ်အဲ့ဒီတင်တန်းချောင်းရောက်မှာရနောင်းမှာအဖမ်းခံရလို့မြန်မာဘက်ကိုပြန်လွှဲပြီးတဲ့လူငယ်တွေအားလုံးကို ဘလောက်စစ်မှုတန်းတင်တန်းချောင်းရောက်လာတာကိုတွေ့ရတာလို့လွတ်မြောက်လာတယ်။ CDM စစ်မှုတန်းတပ်သားမောင်အောင်ဆက်ပိုင်ကရှင်းပြထားပါတယ်။စစ်မှုတန်းတင်တန်းအပတ်စဉ်9ကိုဘလောက်မြို့အမတ်ဆက်နဲ့စစ်တင်တန်းချောင်းမှာတက်ရောက်ပြီးတဲ့နောက်မော်လမြိုင်မှာရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်ပြီးတော့အဲ့ဒီကနေမှတဆင့်တထုံမြို့မှာရှိတဲ့အမတ်၄ရက်နဲ့အမြောက်တက်ရင်းကိုပို့ဆောင်ခြင်းခံခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အခု February 18ရက်နေ့မှာတော်လိုင်းတပ်များရဲ့အကူအညီနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ကျွန်တော်တို့စစ်မှုထမ်းတင်တန်းဆင်းပြီးတော့ကျွန်တော်တို့တက်တွေပြောင်းနေအဲ့ဒီမှာကရုတ်ချင်းတွေတူးခိုင်းနေမင်းတို့မသိချင်းကရုတ်ချင်းတူးရမယ်ဆိုပြီးတော့တူးခိုင်းတာလို့မောင်အောင်ဆက်ပိုင်ကပြောပြထားပါတယ်လွတ်မြောက်လာတဲ့ CDM စစ်မှုထမ်းတပ်သားမောင်အောင်ဆက်ပိုင်ဟာဖေဖော်ဝါရီလ18ရက်နေ့ညပိုင်းမှာတာဝန်ကျရာတထုံမြုပ် အမတ်၄ရက်နဲ့အမြောက်တက်ရင်ကတနက်တက်လက်နဲ့လက်နဲ့ခဲရမ်းများကိုယူဆောင်လာပြီးတော့ထွက်ပြေးလာခဲ့ရာတထုံမျိုးပြအထူးပြောက်ကြားတဲ့ဖွဲ့ကတွားရောက်ပြီးတော့ကယ်ဆယ်ခဲ့ရတယ်လို့သိရပါတယ်အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားမောင်အောင်ဆက်ပိုင်က MA1 တနက်တက်လက်ကြီပေါက်၃ခု၄၀မမအသီးနှလုံးကြီတရာတရောင်းတို့ကိုယူဆောင်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ကောင်စီဟာရခိုင်ပြည်နယ်စစ်တွေမြို့တွေကစစ်ပေးဆောင်စခန်းများကဒုက္ခသည်လူငယ်များကိုစစ်မှုထမ်းခေါ်ယူရန်ပြည်နယ်အစိုးရကနေတဆင့်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တွေမြို့ကဖုံးတော်ကြီးကျောင်း53ကျောင်းမှာ စစ်ဆောင်စခန်းများဖွင့်လှစ်ထားပြီးတော့စစ်ဘေးဒုက္ခသည်အရေးအတွက်တပ်တောင်းကရှိကြောင်းစစ်ဆောင်ကူညီပေးနေသူများကပြောပြထားပါတယ်။ဖေဖော်ဝါရီလပထမပတ်ကစပြီးတော့စစ်ကောင်စီရဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တို့ဟာအဲစင်းစစ်ဆေးတဲ့အဆင့်ထက်ကျော်လွန်ပြီးတော့အသက်၁၄နှစ်ကနေ၄၅နှစ်အတွင်းရှိတဲ့အမျိုးသားများကိုစရင်ပြုစုကတီးတန့်ခေါ်ယူတွေ့ဆုံခြင်းများကိုပြုလုပ်နေတယ်လို့မြို့ကန်တူကပြောပါတယ်ဖေဖော်ဝါရီလပထမအပတ်ကစစ်တွေဓမ္မရာမဖုံးတော်ကြီးအကြောင်းကိုစစ်တပ်နဲ့ရဲတွေဝင်ဆက်တယ်အဲ့ဒီအကြောင်းမှာစစ်ဆောင်၄၀၀ကျော်ရှိတယ် အဲ့ဒီတဲကမှအသက်14နှစ်ကနေ45နှစ်အတွင်းရှိတဲ့အမျိုးသားတွေကိုစည်ရင်းပြုစုပြီးတော့တီးတန့်တွေ့ဆုံတာတွေရှိတယ်စစ်မှုထမ်းခေါ်ဖို့အစီအစဉ်ရှိတဲ့အကြောင်းပြောပြတယ်ကြားမကြီးကောင်းမကောင်းမေးမြန်းတယ်ဘယ်တော့လာခေါ်မလဲတော့မပြောတတ်ဘူးပြင်ဆင်နေတဲ့သဘောပဲလို့၎င်းကပြောပြထားပါတယ်စစ်တွေမှာရှိတဲ့မဏိရတနာဖုံးတော်ကြီးအကြောင်းကိုလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များကဝင်းရောက်ဆက်ဆဲပြီးတော့စစ်မှုထမ်းနိုင်တဲ့အသက်အရွယ်ရှိတဲ့လူငယ်အမျိုးသားများကိုစည်ရင်းပြုစုသွားကြောင်းနဲ့ တရားအုပ်ဘုံကြီးကျောင်းကိုလည်းဝင်ရောက်စစ်ဆေးပြီးတော့စည်ရင်းများပြုစုသွားတယ်လို့သိရပါဗျ။တခြားသောစစ်ဘေးရှောင်များရှိရာဘုံကြီးကျောင်းများကိုလည်းဝင်ရောက်စစ်ဆေးမှုများပြုလုပ်ရန်အစီအစဉ်ရှိနေတယ်လို့သတင်းရင်းမြစ်များကပြောပါဗျ။စစ်ကောင်စီကဒုက္ခသည်များအားစစ်မှုထမ်းခေါ်ယူရန်ပြင်ဆင်နေတဲ့အပေါ်စစ်ဘေးဒုက္ခသည်များဟာအင်မတန်မှစိုးရိမ်နေကြတယ်လို့ပြောဆိုထားပါဗျ။ စစ်ဆောင်စခန်းတွေကယောက်ျားတွေကိုစစ်မှုထမ်းခေါ်ဖို့ပြင်ဆင်နေတဲ့ကြားတော့ကျွန်မသားသမီးတွေအတွက်အယံကိုစိတ်ပူနေရပါတယ်အခုလောလောဆယ်တော့ကျွန်မတို့နေတဲ့ဖုန်ကြီးကျောင်းကိုတော့လာဆစ်ဆေးတာစီရင်ပြုစုတာတော့မရှိသေးဘူးကျွန်မတို့ကအိုးအိမ်တွေကိုစွန့်ခွာပြီးတော့မှအတိတ်တော့ကရောက်နေကြရတဲ့ဒုက္ခသည်တွေပါ ထမင်းနတ်မှန်အောင်မစားရတဲ့အပူမီးတွေနဲ့ပြည့်နေတာပါအခုစစ်မှုထမ်းရမယ်ကိစ္စပေါ်လာတော့ဘလို့ပြောရမလဲရှင် ပြောမပြတတ်အောင်စိုးရင်ပူပန်နေရပါတယ်ကျမတို့ကိုလွန်ငင်းချမ်းသာခွင့်ပေးဖို့တောင်းဆိုပါတယ်လို့အသက်90အရွယ်စစ်ဆောင်အမျိုးသမီးတဦးကပြောပြထားပါတယ်စစ်တွေမျိုးအနည်းကပလင်ပြင်းအောင်တိုင်းကြက်တော်ပြင်းကြွီတဲပိုက်စိတ်ကြီးကြွီတဲပိုက်စိတ်ချီကြွီတဲကြီးအုံးရေဖော်ရေချမ်းပြင်းပြားလေချောင်းရွာသိရွာဟောင်းစတဲ့ကြီးရွာတို့ဟာ စစ်ကောင်စီတပ်ရဲ့နှင်းထုတ်ခြင်းကိုခံထားရတဲ့ကြေးရွာတွေဖြစ်တယ်လို့သိရပါဗါဒအပြင်တင်မုံတန်မောင်နီပြင်ပါဒလိတ်အမြင့်ကျွန်းကြေးတော်ရွှေပြည်သာစတဲ့ကြေးရွာများအပါအဝင်ကြေးရွာပေါင်း20ကျော်ဟာစစ်ကောင်စီတပ်ရဲ့နှင်းထုတ်ခြင်းကိုခံထားရပြီးတော့စစ်တွေမှာစစ်ဆောင်အဖြစ်နဲ့နေထိုင်နေကြရတယ်လို့သိရပါဗါစစ်ဆောင်ပြည်သူများတွေကအမျိုးသားများကိုစစ်မှုထမ်းခေါ်ယူရန်စစ်ကောင်စီကပြင်ဆင်နေတဲ့အစီအစဉ်တွေမှာ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလည်းပါဝင်ပတ်သက်နေတယ်လို့စုံစမ်းသိရှိရပါတယ်။လက်ရှိမှာစစ်တွေမျိုးအနီးစစ်ကောင်စီရဲ့အမြင့်ကျွန်းကတပ်စခန်းများဒါကစားဌာနချုပ်အနီးကတိုက်ရင်များပါတလိတ်ကတိုက်ရင်များရေချမ်းပြင်ကတပ်စခန်းများနဲ့ရွှေမင်းကန်ရေတပ်စခန်းတို့ဟာ AA ရဲ့တိုက်ခိုက်ခြင်းကိုခံနေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်အာဏာရှင်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့တော်လိုင်းတပ်များသိမ်းပိုက်ထားတဲ့မိုးကုံနယ်ဖားကန်နယ်မြေများအပါအဝင်တရားစတာတူဖော်ရေးလုပ်ငန်းနယ်မြေများမှာလေကြောင်းအန္တရာယ်အထူးသတိပြုရန်အရေးကြီးကြောင်းနေပြည်တော်တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကနိုင်ငံတော်အတွင်းမှာရှိတဲ့ဒေသတချို့မှာဖြစ်ပေါ်လျက်ရှိတဲ့တိုက်ခိုက်မှုများလက်နက်ကိုင်မှုများကိုအခွင့်ကောင်းယူကာနိုင်ငံပိုင်တရားစတာပစ္စည်းများကို ထောက်ယူနေကြပြီးတော့လက်နက်ကိုင်များကိုထောက်ပံ့ခြင်းများကိုလည်းလုံဆောင်နေတယ်လို့သိရပါတယ်။ပြန်စားတပစ္စည်းများကိုထောက်ယူကြရမှာဒေသခံပြည်သူများကိုငွေကြေးနဲ့ဆွဲဆောင်စည်းရုံးကအလုတ်လုတ်ကိုင်စီလျက်ရှိတယ်လို့သိရပါတယ်။ပြန်စားတပစ္စည်းများကိုထောက်ယူနေကြခြင်းကိုစီစစ်ဖော်ထုတ်ရန်လိုအပ်တယ်လို့တိုက်ဖြတ်ဆောင်ရွက်သွားမှဖြစ်ကြောင်းကိုလည်းပြောဆိုထားပါတယ်။ပြည်သူများအနေနဲ့အထူးတရိပ်ပြူရှောင်ရှားကြရန်နှိုးစော်ချက်ကို ဖေဖော်ဝါရီလ20ရက်နေ့က၎င်းတို့ရဲ့ဝါရဖြန့်သတင်းစာများကနေတဆင့်ထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်။ဒီကြေညာချက်အရလာမယ့်ဖေဖော်ဝါရီလနှောင်းပိုင်းနဲ့မက်စလာအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေပိုလုံလာဖို့ညွှန်ကြားချက်တွေရှိနေပါတယ်။အဲဒါကြောင့်မို့လို့မိုးကုတ်နဲ့ဖားကတ်လိုနေရာမျိုးတွေပဲခူးယုံမဘက်ကတစ်ထုတ်လို့ရေးနယ်မြေတွေနဲ့ရွှေတူးဖော်ရေးလုပ်ငန်းတွေ တရားစားတာတူဖော်ရေးနယ်မြေတွေမှာလေချောင်းရံကိုအထုသတိပြုဖို့လိုပါလိမ့်မယ်လို့နေပြည်တော်တပ်တွင်းသတင်းအရေးမြစ်ကပြောပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီက drone အသုံးပြုမှုနဲ့ drone တင်တန်းသားများကိုတိုးချဲ့လာတဲ့အပြင်လေချောင်းတိုက်ခိုက်မှုများအတွင်းမှာအသုံးပြုတဲ့ဘုံများဟာလည်းရန်အားမြင့်တင်ပြီးတော့အသုံးပြုလာတယ်လို့သိရပါတယ်။ပောက်ကွဲအပုံမှုပြင်းထန်တဲ့ဘုံများကိုလည်းတွုံးမြင်ပြီးတော့ထုတ်လုပ်နေတဲ့အတွက် drone နဲ့တိုက်ခိုက်ခံရခြင်းလေချောင်းကနေတိုက်ခိုက်ခံရခြင်းများကြောင့်ပြည်သူများဟာအထိကိုက်ပုံမှုများပြားလာနိုင်တဲ့အတွက်အထုသတိပြုရန်လိုအပ်ကြောင်းနေပြည်တော်တပ်တွင်းသတင်းအရေးမြစ်ကပြောပါတယ်။ ဒရုန်းနှီးပြင်တာဘိုင်းတွေပို့ပြီးတော့ကောင်းလာတယ်နောက်တစ်ခုကတော့တိုက်လေရင်မှာတုံးတဲ့ဘုံတွေကိုလည်းပြည်တွင်းမှာပဲထုတ်လုပ်ပြီးတော့ရန်အားမြင့်တဲ့ဘုံတွေတိုးပြီးတော့ထုတ်နေပါတယ်လို့နေပြည်တော်တပ်တွင်းသတင်းရင်းမြစ်ကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အခြေစိုက်ခမရ998တရင်ကစစ်မှုထမ်းတပ်သားတက်ခုနှစ်ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ19ရက်နေ့မှာတနင်္သာရီမြို့နယ်အခြေစိုက်ခမရ998တရင်ကဒုတက်စိတ်မှုနဲ့တက်ကြကြီးအပါအဝင်စစ်မှုထမ်းတပ်သားတက်ခုနှစ်ဦးဟာလက်နက်များယူဆောင်လာပြီးတော့ဒေါနာတက်ရင်ဘျူဟာ33နည်းမြေအတွင်းကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်မှုထမ်းတပ်သားတက်များဟာအမတ်ဆက်နှစ်တက်မတော်တမ်းမြေလေးချင်ရေးကြောင်းတထုံအမတ်ကို အခြေခံလေ့ကျင့်ရေးကျောင်းနဲ့အမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်ရွှေမြင်တင်ပသိမ်တင်နန်းကျောင်းများကတင်နန်းပတ်စဉ်9နဲ့6တို့ကတင်နန်းဆင်းလာသူများဖြစ်တယ်လို့သိရပါတယ်။အလဲဝင်လာတဲ့တက်ချက်ကြီးကြောစားဝင်းတက်သားတဲ့ချမ်းမော်တက်သားမင်းခန့်ဝင်းတက်သားကောင်းမြတ်သူဒုတဆိတ်မိုးဝိုင်းချစ်စော်တက်သားကျော်စွာဟိန်းနဲ့တက်သားကျော်ထက်မိုးတို့ဟာလန်ကင်းယူနေတဲ့အချိန်မှာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ်ဒေါနာတိုင်ရင်ကစုချင်းငွေများကိုပေးအပ်ကာနှွေးထွေးစွာကြိုးဆိုခဲ့ကြတယ်လို့သိရပါတယ်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့တပ်သားများဟာအချမ်းမစစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအလင်းဝင်ရောက်လာသူများဟာ MA4 တနက်နှစ်လက် MA3 တနက်တစ်လက် MA2 တနက်တစ်လက် MA1 တနက်3လက်ကြီပေါင်း26ခုကြီ830တောင်း40မမဘုံဒီ14လုံးနေမိုင်း4လုံးနဲ့လက်ပြဘုံ5လုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျာ စစ်ကောင်စီအနေနဲ့ကျွန်တော်တို့ပြည်သူတွေကိုအိမ်ချက်ချင်းအုံးမဲတုတ်ပြီးတော့ခုတ်ခိုင်းနေတာကိုသိဖို့လိုပြီးတော့တကယ်လို့အတင်းအဓမ္မစူဆောင်းခံခဲ့ရရင်ကျွန်တော်တို့ဒေါနာတိုင်ရင်စီကိုပဲဖြစ်ဖြစ်နီးဆက်ရ EAO တိုင်ရင်သားအဖွဲ့စည်းတွေ PDF အဖွဲ့စည်းတွေကိုအချိန်မနှောင်းငယ်ရတဲ့နီးနဲ့ဆက်သွယ်ပြီးတော့ခိုးလုံလာဖို့နဲ့ CDM လုပ်ပြီးတော့ပြည်သူ့ဘက်ကိုရက်တီဖို့အတွက်ကိုပဲကျွန်တော်တို့ကတိုက်တွန်းလိုပါတယ် အလဲဝင်လာတဲ့သူတွေကမကွေးဘက်ကသူတွေပါတယ်ပြီးရင်မော်ပြည်နယ်ကပါတယ်တနင်္သာရီတိုင်းကပါတယ်ပဲခူးတိုင်းကပါတယ်အေရဝတီတိုင်းကလည်းပါတယ်အခုဝင်လာတဲ့9ယောက်ထဲမှာအများစုကတော့ညနဲ့တကောင်ရံအချိန်မှာပေါ်တာအစွဲခံရတာမျိုးမဟုတ်ဘဲနဲ့အလုတ်ပြန်တဲ့အချိန်ည9နာရီနဲ့10နာရီကြားမှာများသောအားဖြင့်ဒီလိုအဖမ်းခံရပြီးတော့စူးစမ်းရေးတက်စီကိုပို့ခံလိုက်ရပါတယ်ပြီးတော့သူတို့လိုမျိုးပြည်သူစစ်မှုထမ်းဥတွေတဲကိုရောက်သွားပြီးတော့မှအခုလို CDM ပြုတ်လုလာကြတဲ့သူတွေလည်းအများကြီးပဲလို့ဒေါနာကော်လန် P2902 ဒေါနာစစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူဒုတက်ရဲမှုရဲဘော်ဝေကြီးကပြောပြထားပါတယ်ဒေါနာတိုက်ရဲအနေနဲ့ CDM အလင်းဝင်ရောက်လာသူများကိုကောင်းမွန်စွာလက်ခံထားရှိပြီးတော့လက်ရှိတိုက်ရဲမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအနေနဲ့တာဝန်ထမ်းဆောင်နေတဲ့ပြည်သူ့ဘက်တော်သား18ဦးရှိတယ်လို့သိရပါတယ်အချက်မဲ့စစ်တပ်ရဲ့စစ်မှုထမ်းအမိန့်ကြေညာချက်များကြောင့်အတင်းအဓမ္မတပ်သားစုဆောင်ခံရသူများအပါအဝင်ပြည်သူ့ဘက်ကိုရက်တီကျင်တဲ့တပ်မတော်သားများနဲ့ရဲတပ်ဖွဲ့ဝင်များအနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတိုက်ရဲနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနဲ့နှိစက်ရာ တော်လိုင်းတပ်ဖွဲ့များကိုချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်နိုင်တယ်လို့အပီပေးတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ